hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဒီနေ့ညမှာရှင်ပိုင်ကစားမဲ့ West Ham နဲ့ပွဲစဉ်တွေအမိုရင်းကသတင်းစာရှင်းလင်းပွဲလုပ်ထားပါတယ်ဒီထဲမှာ injury ပြဿနာတွေတခြားပြဿနာတွေကျွန်တော်သူပြောထားတာတွေကျွန်တော်ရှိတယ်ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့အမိုရင်းကတော့သတင်းစာရှင်းလင်းပွဲထဲမှာဒဏ်ရာပြဿနာနဲ့ပတ်သက်လို့သူ confirm လုပ်ထားတာကအဒီ West Ham နဲ့ပွဲစဉ်အတွက်ပေါ့နော်ဒဏ်ရာကြောင့်မပါနိုင်တဲ့ကစားသမားနောက်ထပ်2ယောက်လောက်ရှိတယ်ပေါ့ အဲဘယ်သူတွေလဲဆိုတာကိုတော့သူနာမည်မပြောခြင်းဘူးပြိုင်ဘက်ကိုပွဲမတိုင်ခင်မှာကျွန်တော်ဒီ technical ဘာဘာလို့ပြောလဲ tactic ပိုင်းရပါတော့ info ပေးတယ်လို့ဖြစ်မှာဆိုတော့ဘယ်သူဘယ်သူကတော့မပါနိုင်တယ်လဲဆိုတာကိုသူနာမည်တော့မပြောဘူးအဲဒါအပြင် Harry Maguire နဲ့ Benjamin Sheshkuru ကလည်းဒီ WhatsApp နဲ့ပွဲကိုဆက်ပြီးတော့သူတို့လွဲအောင်မယ်အဲ့ပြီးရင်ကျွန်တော် Matthews ကုညာကတော့ပြန်ကောင်းလာပြီဖြစ်တဲ့အတွက်ကျန်တဲ့ exam တွေကလည်းအဆင်ပြေတယ်ဆိုတော့ကုညာပြန်ပါလာမယ်ကျန်တဲ့ exam တွေလည်းပြန်ကောင်းလာပြီဒါပေမဲ့လည်းလို့ သူနာမည်မပြောလို့တဲ့ကစားမနှစ်ယောက်ရှိတယ်ပေါ့ဒဏ်ရာပြဒနာကြုံနေရတာဒါအပြင်ကျွန်တော်အနေနဲ့အချီနီကဘာလို့ဘသူပဲွာလဲကျွန်တော်မသိသေးဘူးပေါ့ဗျာအဲနောက်တစ်ခုကဘယ်လိုပြောမလဲဒါကစိတ်ပူစရာပါတိရဒါကစိတ်ပူစရာပါဘာလို့လဲဆိုတော့ကျွန်တော်ထင်တာကတော့ပရိသတ်တော်တော်များများလဲထင်မယ်ထင်ပါတယ်ဘရူနိုဖရန်ဒက်စ်ပေါ့ကျွန်တော်တို့ခရစ်စတယ်ပေးလစ်နဲ့ပွဲပြီးကန်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့တိရမလားပေါင်ကိုသူကင်ပြီးတော့တိရမလားနားတဲ့အချီနီမျိုးကျွန်တော်တွေ့နေရတာဆိုတော့သူ့ကိုကျွန်တော်အနေနဲ့ ဒီဘွဲမှာကျွန်တော်တွေ့ကိုတွေ့ရပါမလားပေါ့ပြည်ထနာကအဲ့ဒါပြီးတော့ကျွန်တော် Manchester United ရဲ့ဘက်ကတင်နေဆိုရှယ်မီဒီယာပေါ်ကြည့်လိုက်တဲ့ကဖာနန်ဒက်စ်ကနေရာတိုင်းမှာဖာနန်ဒက်စ်ကိုကျွန်တော်တွေ့နေရတာဒါအပြင်တချို့ report တွေရဆိုလို့ရရင်ပဲဖာနန်ဒက်စ်ကဒီဘယ်လိုပြောမလဲဒီဒီဒီမနေ့ပေါ်သူတို့စီမှာဆိုလို့ရှိရင်ကျွန်တော်ဒါအဲ့ဒီမနေ့ပေါ်ဗျာရှင်မန်ဘာလဲဒီလောက်ခဲ့တဲ့အတင်းရဲ့လေ့ကျင့်ခဲ့အစီအစဉ်တွေလည်းသူပါနိုင်ခဲ့တယ်ဆိုတော့ GZO သူပေါ့အဆင်ပြေတယ်ပေါ့ဆိုတော့ဘယ်သူလဲပေါ့နော်ဆိုတော့ဒါကစိတ်ပူစရာဖြစ်နေပြီပေါ့အဓိကကစားမားတွေမဖြစ်ဘူးလို့ကျွန်တော်လူတယ်ပေါ့နော် ဲသူဖွင့်မပြောဘူးဆိုကြတဲ့ကအဓိကကစားမတွေဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဓိကကစားမတွေဆိုရင် Fernandez ကတည်ကြတဲ့အဲ့ဒီတွေကတယောက်ပဲဒါဟာစိတ်ပူစရာပါတန်ရန်ပြဿနာနေပဲလို့ရှင်ကုညာပြန်ပါလာမယ်ကောင်းတဲ့အရာပဲဒါပေမဲ့လို့ injury ပြဿနာချက်ချင်းအခုမှပြန်ကောင်းလာတဲ့ player တယောက်ကိုသူပွဲထွက်လို့စင်မှာသုံးပါမလားအဲ့တော့တန်ရာပြဿနာအခြေအနေကကျွန်တော်ကြည့်ရင်သုံးဖို့လိုနေတဲ့အခြေအနေမျိုးတော့ဖြစ်နေပြီပေါ့နော်ဆိုတော့ဒါကတန်ရာပြဿနာနဲ့ပတ်သက်လို့ပါဒါအပြင်ကျွန်တော်တို့ဒီနေ့ဘယ်လိုပြောမလဲဒီလက်ရှိပေါ့နော်ဒီပြဖြစ်တဲ့ Ruben Amorim ကတော့ ဟိုဝေဖန်တာတွေပါရင်းနဲ့ပတ်သက်လို့သူကဗာပြောထားလဲဆိုတော့ professional လောကအတိုင်းမှာ online မှာဆိုလို့ရှိရင် social media ပေါ်မှာထုတ်နှက်မှုတွေကအနည်းနဲ့အများတော့ရှိတာပဲပေါ့နော်ကျွန်တော်ကတော့ဒီလိုတက်တက်မဲ့တိုက်ခိုက်တာတွေဆိုလို့ရှိရင်ကျွန်တော်သိနားမထောင်ဘူးပေါ့ Manchester United ကိုအတလို့တိုက်ခိုက်ဝေဖန်တာတွေရှိတယ်ဆိုလို့ရှိရင်လည်း TV မှာ line တော့မှ TV ပိတ်လိုက်တာမျိုးတွေကျွန်တော်လုပ်တယ်ပေါ့ဝေဖန်ချက်တိုင်းတွေကိုတော့ကျွန်တော်လက်မခံတော့တာတော့မဟုတ်ပြီမနေလို့နားထောင်ရင်စိတ်ကျမ်းမာဟိပူပြီးတော့အဆင်မပြေဘူးပေါ့နော် Mental ဘိုင်းပူပြီးတော့ထိခိုက်နေတယ်ပေါ့ဗျာ အဲဒီနည်းနဲ့ပဲသူဖြည့်ရှင်းပြစ်တယ်ဗောနော်ဒါကဘာဖြစ်လဲဆိုတော့ကျွန်တော်ပြီးကြတဲ့နေ့က report တစ်ခုမှာ online social media မှာဆိုလို့ရှိရင်ဗောနော် abuse လုပ်ခံရတဲ့နီးပြတွေရဲ့နာမည်ကိုစစ်တမ်း like ကောက်ကြည့်တဲ့အခါမှာကျွန်တော်ဒီ Thomas Frank လာမသိဘူးပါတယ်ဒီနေ့ Thomas Frank ရဲ့လက်ရှိ Amorin ရဲ့ပြီးရင်ကျွန်တော်နေ Arnis Law ရဲ့ပေါ့ဒီ၃ယောက်ကထိတ်ဆုံးကပါတယ်ဆိုပြီးတော့ပြောထားတာနေပတ်တယ်လို့သူ့ကိုမေးတဲ့သဘောမျိုးပါအာကျွန်တော်ဘယ်လိုပြောမလဲဟိုနီးပြပဲဖြစ်ဖြစ်ကစားမားတွေပဲဖြစ်ဖြစ်ဘယ်ဘရူလောကမှာပဲဖြစ်ဖြစ်ပေါ့နော် Amorin ပြောသလိုပဲ အွန်လိုင်းကနေပတ်သက်ပြီးတော့ဝေဖန်တာတွေအထူးသဖြင့်ပေါ့နော်အဲလိုတိုက်ခိုက်တာတွေဘာညာတွေကလူနည်းစုမှကျွန်တော်တို့ရှိတာပဲ။ဒါနဲ့ပတ်သက်လို့ကတော့ကျွန်တော်လိုက်ပြီးတော့သူနားယောင်နေလို့မဖြစ်ဘူးပေါ့။ဒါကစားမားတွေတွေ့လဲအရေးကြီးတယ်။ကျွန်တော်တို့ကစားမားတွေဆိုလို့ရှိရင်လည်း social media မှာဟိုဟာလုတ်ပြရတာမျိုးဒါလုတ်ပြရတာမျိုးနဲ့သိရမလားအဆင်မပြေဘူးပေါ့နော်။တက်နေနေမှာဒီလိုမျိုးဝေဖန်မှုတွေဆိုတာမျိုးက ignore လုပ်ထားနေမှာဗျာ။ဆိုတော့ဒါတွေကလည်းသူတို့ level တွေကပြောကြရတော့မလူပါဘူးဆိုတော့ MOD ကတော့ဒါတွေသိခေါင်းတွေမထည့်ဘူးပေါ့နော် mantle ဘိုင်းထိကြိုက်လူပေါ့ဗျာ အဲသူကတော့အဲ့လိုရှောင်းတာကောင်းတဲ့တစ်ချက်လို့ကျွန်တော်ထင်တယ်ဆိုတော့ Mathis Kunya နဲ့ပတ်သက်လို့တော့ Kunya စီမှာဒီတက်ပို့ပြီးတော့ကောင်းဖို့တိုးတက်ဖို့အတွက်အခွင့်အရေးအများကြီးသူရှိနေတယ်ပေါ့အဲဆိုတော့ပြီးခဲ့တဲ့ယာဒီကနဲ့သူမတူညီတဲ့အတင်တင်မတူညီတဲ့ပတ်ဝန်းကျင်တခုမတူညီတဲ့ဖိအားတွေနဲ့မို့သူအတွေးတွေများပြီးတော့ကိုပေါက်ပျောက်ဆုံးခဲ့တဲ့အချိန်ကြီးကျွန်တော်ရှိတယ်ပေါ့ဒါပေမဲ့လည်းလို့အတင်းမှာသူ့ရဲ့ပါဝင်မှုကအများကြီးထိရောက်တယ်ဆိုပြီးတော့သူပြောထားတယ်ကျွန်တော်ကတော့ Mathis Kunya နဲ့ပတ်သက်လို့ရှိရင် ဘယ်လိုပြောမလဲကျွန်တော်တို့ဝူဟန်ထဲမှာကောင်းခဲ့တယ်ဆိုတာအမှန်ပါပဲဒါကြောင့်လည်းကျွန်တော်တို့ကတော့ဈေးကြီးနဲ့ကျွန်တော်ပေးခေါ်ထားတာဒါပေမဲ့လည်းလို့ MODIN ပြောသလိုပဲလက်ရှိကုညာရောက်နေတယ်ဆိုတော့အတင်းကသူကစားခဲ့တဲ့အတင်းမဟုတ်တော့ဘူးပေါ့ဝူဟန်ထဲမှာရှိခဲ့တယ်ဆိုတော့ကစားမှာအစုဖွဲ့တဲ့ပိုကောင်းတဲ့အစုဖွဲ့နဲ့သူကစားနေရပြီဝူဟန်ထဲမှာရှိခဲ့တယ်ဆိုတော့ဖိအားထက်ပိုတဲ့ဖိအားနဲ့သူရင်ဆိုင်နေရပြီအဲ့ဒီအောက်မှာဖျက်သန်းနေရပြီမတူညီတဲ့ပတ်ဝန်းကျင်ကိုကျွန်တော်ဖျက်သန်းနေရပြီဆိုတော့သူ့စီကနေပြီးတော့လေကျွန်တော်တို့ကတူညီတဲ့ တို့ဒီအရာတွေကိုမျှော်လင့်လို့မဖြစ်ဘူးပူကောင်းတဲ့အရာတွေကိုကျွန်တော်မျှော်လင့်မှကျွန်တော်ဖြစ်မှာဘူဘန်ဟန်တန်မှာဒါမျိုးလောက်တာတွေကအရင်ကောင်းတဲ့ player တယောက်ဖြစ်ကျွန်တော်မြင်ကောင်းမြင်နေရနိုင်တယ်ဒါပေမဲ့ Manchester United မှာကတော့ဒါဟာလိုအပ်ချက်ရှိနေတယ်လို့ကျွန်တော်မြင်ရမယ်။ဘာကြောင့်လဲဆိုတော့ကုညာကဂိုးပေါက်ပြောင်းနေတယ်ဆိုတာအလကားမဟုတ်ဘူးဗျာဒီလား။သူ့ရဲ့အချင်းကြီးကလည်းဒစိတပိုင်းကျွန်တော်ပါတယ်။မက်တင်းစ်ကုညာနဲ့ပတ်သက်လို့ချင်းအခွင့်အရေးတချို့ကျွန်တော်ဖန်တီးနိုင်ခဲ့တာမျိုးတွေကျွန်တော်ရှိတယ်။ဂိုးမရသေးဘူးပြဿနာမရှိဘူး။ဒါပေမဲ့ပြဿနာတွေကအေရီယာဘောက်စ်ထိတ်ကနေပြီးတော့တိတယ်မလားအတကုံဆွတ်ဆက်ကန်တာမျိုးတွေ အရာအလုံးဟာသူ့ကိုဥတည်ပြီးတော့စော့နေတယ်လို့အထင်မြင်နေသူကိုယ်တိုင်ကလှုပ်ချင်ရလှုပ်နေတာမျိုးတွေဒါမျိုးတွေကျွန်တော်ဖြစ်လို့မရဘူးဒါမျိုးတွေကျွန်တော်ဖြစ်လို့မရဘူးသူတပင်းဟိုဘော်လုံးတွေအရင်ပြတ်တယ်ပေါ့အရင်ပြတ်တယ်ဆိုတာဥပဟန်တယ်လို့အသိမျိုးမှဆိုလို့ရှိရင်တော့ဘော်လုံးပြတ်တယ်ဆိုတာကိုဘယ်သူမှဂယုတစိုက်မကြည့်ဘူးဗျာနော်သူ dribbling လုပ်တယ်အာမင်းကြော်နိုင်နေဟေ့ကန်နေနေဟေ့ဂိုးနေနေဟေ့ဆိုတော့လည်းကျွန်တော်မြင်မှာအဒီကောင်တော့ဒါမျိုးတမျိုးဖြစ်သွားတယ်ဆိုတဲ့အားနေချက်မျိုးကိုဘယ်သူမှမြင်မှာမဟုတ်ဘူးဒါပေမဲ့လို့ Manchester United လို့အသိမျိုးမှာ မင်းကောင်းတာနှစ်ချက်ရှိရင်ကောင်းတဲ့နှစ်ချက်ကိုမြင်ခံရမှာစိုးတာနှစ်ချက်ရှိရင်စိုးတဲ့နှစ်ချက်ကိုမြင်ခံရမှာအခုလက်ရှိကျွန်တော်တို့ဒီကုညာစီကသွားနေတဲ့ပုံစံတွေက dribbling နဲ့သူလုပ်တယ်ကောင်းတယ်ပေါ့နော်တကယ်သွင်းတဲ့အခါမှာလဲဂိုးသွင်းဟိုတနေ့ကဟိုတလောကကျွန်တော်တကူးသွင်းတာတော်တော်ကောင်းတဲ့ဂိုးပါသူသွင်းသွားတဲ့အလုံးကဒါပေမဲ့လေလို့အဲ့ဒါတစ်ခါတလေပဲဘာလို့တစ်ခါတလေပဲသူကင်တဲ့နေရာကဂိုးနိုင်ကြီးနေတဲ့နေရာတွေကနေအတုံဆွတ်ဆက်ကန်းနေတာအပိုင်ခွင့်ရရတာမျိုးတွေမဟုတ်ဘူး တကယ်ကံကြက်ကောင်းရမယ့်နေရာမျိုးတွေကျွန်တော်မဟုတ်ဘူး။ဘောက်ထိပ်ရောက်ပြီဆိုတာနဲ့ဘေးပတ်ဝန်းကျင်ကိုသူမကြည့်တော့ဘူး။ပူကောင်းတဲ့ option ရှိနေလားပါဆင်လို့ဖို့အတွက်နော်။ဒါအပြင်ချန်ကရီလို့ဖို့အတွက်ပူကောင်းတဲ့ option ရှိနေလားသူ queue site တော့ဘောက်ထိပ်ကိုရောက်ပြီဆိုတာနဲ့အတကုံဆွတ်ဆက်ကန်တော့တာ။သူ့အနေနဲ့ Brian Ambumosi ကနေအများကြီးတင်ယူဖို့လိုပါတယ်။ Ambumo ဟာအများကြီးပူပြီးတော့ရင်းကျက်တဲ့ကစားမဆုံးဖြတ်ချက်ချတာပူပြီးတော့ကောင်းတဲ့ကစားမထိရောက်မှုပူကောင်းအောင်လုပ်နိုင်တဲ့ကစားမချန်ကရီတီပူကောင်းတဲ့ကစားမပါ။ဆိုတော့ဂိုးသွင်းတာလည်းပူကောင်းတဲ့ကစားမပါ။ တော့အန်ဘူမိုနဲ့တွဲကစားနေတဲ့အချိန်ကြီးမျိုးမှာသူအန်ဘူမိုစီကနေပူကောင်းတဲ့ကစားမတယောက်ဖြစ်လာပုံသူတင်ယူဖို့ကျွန်တော်လိုတယ်ဘောလုံးနေအရင်ပြက်တယ်เนาะပြီးလို့ရှိရင်မလူလားအပ်တဲ့နေရာတွေမှာနှစ်ယောက်သုံးယောက်ကြော်ကျင်တာမျိုးတွေသူရှိတယ်ကျွန်တော်အဲ့လိုမျိုးအမြင်နဲ့လုပ်နေလို့ကျွန်တော်မရဘူးအဲ့တော့ကျွန်တော်ကုညာနေနဲ့ပေါ့နော်ဂိုးမရဘူးဆိုတဲ့နေရာမှာလည်းသူ့ကြောင့်လည်းကျွန်တော်ပါတယ်အဲ့တော့ဂိုးရနိုင်ခြင်းရှိတဲ့နေရာတွေကနေကံဖို့ကျူးမန်းတာမျိုးမဟုတ်ဘဲနဲ့မဖြစ်နိုင်တဲ့နေရာတွေကနေအတကုံကံဖို့ကျူးမန်းနေတာမျိုးတွေကဒါတော်တော်ကိုအဆင်မပြေတဲ့အနေအထားမျိုးတွေပါ ဲ့တော့ဗောနော်ကုညာနေနဲ့ဒုတိထက်ပူကောင်းမှကျွန်တော်ရမှာပါเนาะကစားမကညံ့နေတဲ့အနေထားတော့မရောက်သေးဘူးဒါပေမဲ့လို့ပူကောင်းဖို့လူတယ်ဆိုတော့အမှန်ပဲဗောနော်နောက်တစ်ခုကကျတို့ဒီ Crystal Palace နဲ့ပွဲမှာ Lenny Yuro တော်တော်တိုင်ပက်ခဲ့တာဗောအဲ့တော့ Yuro ကလူစားလဲခဲ့တယ်ဒါနဲ့ပတ်သက်လို့သူဘာပြောထားလဲဆိုတော့ Palace နဲ့ပွဲမှာဗောနော်ဒီ Yuro ကလူစားလဲတာကသူအမှားတွေလုပ်လို့ပွဲတွင်းခြေစွဲမကောင်းလို့ရေကြီးရတော့မဟုတ်ဘူးဗော သူ့ကိုလည်းရှင်းပြထားပြီးသားပေါ့လူငယ်ကစားမတယောက်အတွက်ကအကုန်လုံးကိုကောင်းအောင် လုပ်ဖို့ကတိတ်မလွယ်ဘူးပေါ့နော်အဲပွဲတွေမှာသူ့အနေနဲ့တချို့အချိန်ကြီးဆိုလို့ရှိရင်ပင်ပန်းနေတာတွေနောက်ကျနေတာတွေလိုအပ်နေတာတွေရှိတယ်ပေါ့เนาะဆိုတော့နောက်တစ်ခါဒီလိုအမှားမျိုးတော့သူထက်လို့လို့မရဘူးဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒါကတော့ကျွန်တော်ကတော့ချီဒီမကောင်းဘူးလို့ကျွန်တော်ထင်တယ် MODN ရဲ့ဘက်ကကစားမကိုကင်တွေတာဘာဖြစ်လို့လဲဆိုတော့နောက်တစ်ခါသူဒီလိုအမှားမျိုးထက်လို့လို့မရဘူးလို့သူပြောသွားတယ် လူငယ်ကစားမတယောက်ဟာအရာရာတိုင်းကိုမှန်နေအောင်လုပ်နိုင်လို့လည်းမရဘူးဆိုပြီးတော့သူပြောသွားတယ်။ကျွန်တော်ကတော့အမ်ဘိုရင်ကလူငယ်တွေကိုကင်တွေတာတအားညံ့တယ်လို့ကျွန်တော်ထင်တယ်။ယူရိုကအဲ့ဒီပွဲမှာခရစ်စတယ်ဘဲဒီစ်နဲ့ပွဲမှာမဖြစ်သင့်တဲ့အနေအထားမျိုးကိုလှုပ်ပြသွားတာပါ။ဒါပေမဲ့ကစားမရဲ့မန်တယ်ကဟုတ်အောက်ဆုံးမှာရောက်နေတာ။ပွဲပြီးတဲ့အခါမှာမေဆန်မောက်ဒီကောက်ကိုဘယ်လိုဖြိုသိမ့်နေရသလဲကျွန်တော်တွေ့နေတယ်။ ။ MOD ကလည်းသူပေါ့နော်။ဒါရှင်းပြထားတာရှိတယ်ဆိုတော့ကောင်းပါတယ်။သို့တော်လည်းပဲသူပြောသွားတာတွေကကစားမဖြစ်သူကိုကျွန်တော်နေတယ်ပေါ့နော်။ကုညီယာကျွန်တော်ရောက်မနေပါဘူး။ဟိုတနေ့ကလည်းပဲ Patrick Dugu ကိုသူပြောချင်တာပြောသွားတာ။ Patrick Dugu ကို "तू က Dugu ကို position အမှားကြီးမှာတုံးနေတာကိုကျွန်တော်ထစ်မတွက်ဖ ೇನೆ" Patrick Dugu ကနော်ဘလူပြောမလဲ။ဟိုမကောင်းဘူးလို့သိတယ်မလား။နိုင်ငံလေဝေးစင်မှာဆိုဘလူကူရီတင်မှာဆိုဘလူကစားရတယ်ဆိုတာမျိုးကြီးတွေကတော်တော်ကိုညံဖြစ်နေ management မှာ။ဒီလားအခုသူပြန် public မှာပြောတာတွေဒီလိုမျိုးပြောတာတွေကတအားဆူးပါလေ ဆိုတော့လန်နီယူရိုဆိုတာမျိုးကကျွန်တော်ရီယယ်မက်ထရီနဲ့အပြိုင်ခေါ်ခဲ့ရလောက်တဲ့ဒီကောင်းကလေးကစားမပါအဲ့လိုကစားမကိုလက်ရှိအမ်မိုရင်းရဲ့လက်အောက်မှာဓာမျိုးပြိုးခံနေရတာသိကြပါတယ်ကိုဘီမိန်နူတို့လိုကစားမမျိုးတွေအမ်မိုရင်းရဲ့လက်အောက်မှာပျက်စီးရတော့မယ်မိန်နူတို့လိုကစားမမျိုးတွေအမ်မိုရင်းရဲ့လက်အောက်မှာပျက်စီးရတော့မယ်အာမက်တီတို့ကစားမမျိုးတွေအမ်မိုရင်းရဲ့လက်အောက်မှာတောက်ပတဲ့လောက်မတောက်ပရဘူးဘာကြောင့်လဲဆိုတော့မဆိုင်တဲ့ position ကြီးမှာကစားနေရတယ်အဲ့တော့ဖာနယ်ဒက်စ်တို့လူကစားမမျိုးတွေရဲ့အကြီးချင်းတွေကွင်းလယ်မှာဖြုံတီးခံနေရတယ်။နှမျောစရာပါ နှမျောစရာပါဆိုတော့ MOD ဟာကစားမားတွေကိုကင်တွဲတဲ့နေရာမှာအရင်ညံ့ဖြစ်နေတဲ့မှာပါပါတယ်။သူအရင်ကြက်ရပါပြီဆိုပြီးတော့တဲတဲလုံးဖြစ်နေတဲ့ဒီကုညာတို့မေဆန်မောင်းတို့တော့ပဲအဆင်ပြေတာပါ။ကျန်တဲ့ exam တွေနဲ့သူဘလို့မှအဆင်မပြေပါဘူး။အဲ့တော့ကျန်တဲ့ exam တွေကိုကင်တွေတဲ့နေရာတွေမှာလည်းတော်တော်တိုင်ပတ်ပါတယ်။အဲ့တော့ Lenny Yuru ကိုလည်းလာမယ့်ပွဲစဉ်မှာပါနိုင်မယ်လို့ကျွန်တော်သိမထင်ဘူးပေါ့နော်။ Mazdavi ကိုထည့်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ပြီးရင် Yuru ကိုသူဘလို့မျိုးနောက်တော့ကထပ်အမှားလို့လို့မရတော့ဘူးဆိုတော့ PR ကြီးကမဖြစ်တဲ့ PR ကိုသူပေးလိုက်တာပဲ ကျွန်တော်ကတော့ယူရိုအတွက်တော့စာနာမိတယ်ဗောနော်စာနာမိတယ်ဆိုတာနိပြကောင်းနေဆိုတာမျိုးကဒီတက်ပူကောင်းအောင်ကင်တွင်နေတဲ့နေရာမှာကျွန်တော်ပါပါတယ် MOD ကိုတော့ကျွန်တော်မထင်ဘူးဗောနော်အဲဒါအပြင်သူဆက်ပြီးတော့ပြောထားတာကဗောနော်ဟိုဘယ်အချိန်ဖြစ်မလဲတော့မသိဘူးဗောနော်ဒါပေမဲ့လို့ရှေးလီစီကိုလည်းအတင်းအတွက်လိုအပ်ပြီဆိုလို့ရှိရင်ကစားဖို့အစဉ်သင့်ထားပါတယ်ဗော။ လူငယ်လေးတွေအတွက်အသင်းကြီးမှာပွဲထွက်ခွင့်ရဖို့ကတော့သူတို့ကိုအသင်းရဲ့ assistant နဲ့မစိမ့်အောင်ရှင်းပြထားပေးရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ assistant ကိုနားလည်နေရင်တော့ဘာမှကြောက်စရာမရှိတော့ဘူးပေါ့။နောက်တော့ကြံ့ခိုင်မှုပိုင်းတွေအသင်းကြီး training တွေမှာအချိန်ပေးပြီးတော့လေ့ကျင့်ဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အသင်းကြီးရဲ့ပွဲစဉ်တွေပြင်းထန်မှုက United ပွဲတွေနဲ့ဘယ်လောက်ထိကွာလဲသူတို့သိဖို့ခံစားဖို့လိုတယ်ပေါ့နော်။ကျွန်တော်ကတော့ MOD လောက်အောင်မှာဘယ်လူငယ်မှန်နေရာရလိမ့်မယ်မထင်ဘူး။ဒါအမှန်တမ်းပြောတာ။ ။ MOD လက်အောက်မှာရှေးလီစီဆိုတာကစကွက်လူစင်းမှာခေါင်းကြီးရိုးဒဏ်ရနေလို့လူပြည့်အောင်ထဲထားတာတည်းမပူဘူး။မကွိုင်းရဒဏ်ရနေတယ်၊ဘင်ဂျမင်ရှေ့ချ်ကိုဒဏ်ရနေတယ်။ဒါကြောင့်ရှေးလီစီကိုခေါ်ပြီးတော့ train ထားတာ။ဒါကြောင့်ရှေးလီစီကိုကျွန်တော်နော်အတင်းရဲ့လူစင်းလေးကိုကျွန်တော်ထည့်လာတာ။အဲ့ဒီထဲကျွန်တော်မပူဘူး။အဲ့ဒီထဲကျွန်တော်မပူဘူး။ဟိုတနေ့ကကျွန်တော်ရှုံးနေတယ်။အရန်ကိုမှာတိုက်စစ်နဲ့ပတ်သက်လို့ရှိရင်ကစားမလေးဆိုလို့ရှစ်လေးစီတယောက်ပဲကျွန်တော်ရှိတယ်။ဘု து ထဲ့တယ်ညီကလေးကြည်ပါလား။လေးစီထဲ့လို့လား။ ဲ့တော့ဒါဟာနီးပြားတစ်ယောက်ကပေါ့နော်လူစင်ရင်မပြည့်လို့ခေါ်ထားတာထက်မပူဘူးလို့ကျွန်တော်ပြောရမယ်။နောက်တစ်ခုကကျွန်တော်ရှေးလီစီအရင်တောက်ပနေနေဆိုတဲ့တဲ့မှာကျွန်တော်လက်ရှိဝင်းဘက်မှာကစားနေလို့မဟုတ်ဘူးနော်။ဒီလား။ကောင်းပါလေဆိုတဲ့ကစားမတစ်ယောက်ကိုလူငယ်ကစားမလေးတွေဆိုလို့ချင်းပူဆိုးတဲ့လူငယ်လေးတွေဆိုတာမျိုးကသူတို့ကောင်းနေတဲ့အချိန်မျိုးကသူတို့ရဲ့အားပါချက်တွေကိုကျွန်တော်တို့ကသုံးနေနိုင်လို့အဲ့ဒါကိုကျွန်တော်တို့မှာဝင်းဘက်ကြီးကိုထားကစားလိုက်မယ်ဟမ်။ကျွန်တော်တို့ဗာလဲ သူနဲ့ဘာမှမသက်ဆိုင်တဲ့ position ဒီမှာထားကစားပြီးတော့အကောင်ဆုံးခြေသွမ်းမျှော်လင့်နေလို့ကျွန်တော်မရပါဘူး။ကျွန်တော်ဒါကြောင့်ရှေးလီစီကိုခေါ်ထားတယ်ဆိုတာလေလူစင်းပြည့်အောင်ကလွှဲရင်ဘာမှသူအခွင့်အရေးပေးဖို့လို့ကျွန်တော်မထင်ဘူး။ဒါပါတော့ဗျာ 4G လောက်နဲ့နိုင်နေပြီမိနစ်80တဲ့ရောက်နေပြီဆိုရင်တော့သူထည့်ရင်ထည့်မှာပေါ့နော်။ဒါပေမဲ့လည်းလို့တေချာတာတစ်ခုကတော့ MOD လက်အောက်မှာလူငယ်တွေနေရာရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ တပတ်ကိုတပွဲလောက်ကစားနေရတဲ့အခြေအနေမျိုးလည်းဖြစ်နေတယ်ဆိုတော့အသင်းရဲ့အနေဒါဟာအရာအလုံးကအနှုတ်လက္ခဏာဘက်မှာပဲရှိနေတာပါလူငယ်တွေနဲ့ပတ်သက်လို့ရှိရင်ဘာအခွင့်အရေးမရဖို့မရှိပါဘူးအဲ့တော့လီစီအနေနဲ့လည်းဘာမှမျှော်လင့်ချက်မထားဘူးကျွန်တော်ပြောရမှာပဲဒါပေမဲ့ဒီလို လူကြီးအသင်းနဲ့ train ခွင့်ရတယ်ဆိုတာတော့ကိုပဲမစိုးဘောဒါနောက်နီးပြတွေပါတွေပြောင်းလဲသွားရင်တော့သူ့အတွက်အခွင့်အရေးရရမှာပေါ့လေဒါလုံးနဲ့ပတ်သက်ပြီးတော့လေသူပြောထားတယ်ဂျီကိုဒါလုံးကလည်းကြိုးစားဖို့လူသိတယ်ပေါ့သူကောင်းတဲ့ပွဲတွေမှာဆိုရင်သူ့ရဲ့ quality ဘယ်လောက်ရှိလဲဆိုတာတွေးရမယ်မကောင်းရင်လည်းခြေသွန်းကျသွားတယ်ကျွန်တော်ရှိတယ်ပေါ့ချက်ကစားမတွေလည်းဒီလိုပဲပေါ့ကောင်းတဲ့ခြေသွန်းကိုထိမိတော့ကြိုးစားကြဖို့လူတယ်ပေါ့သူပြောတာတွေကမှန်ပြီမဲ့လေလို့ပေါ့နော် public မှာပြောတဲ့အခါကစားမတွေနဲ့သူ့ရဲ့ဂျားတွေကအချင်းကြီးကအထောက်အကူပြုမှာမဟုတ်ပါဘူးဆိုတော့ public မှာအဲ့လိုမျိုးပြောတာတွေကကောင်းတဲ့လက္ခဏာလို့ကျွန်တော်မထင်ဘူး ဆိုတော့ဒါတွေကတော့ MOD ပြောထားတဲ့တချို့เนาะကျွန်တော်သာ press conference ကအကြောင်းအရာလေးတွေပေါ့လေညီတို့ရောဘလူးမင်းရလဲသူပြောတာတွေနဲ့ပတ်သက်လို့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်